စ်ပွဲဆိုတာတင်ကားတွေအမြောက်တွေနဲ့ရှေ့တန်းမှာတိုက်ခိုက်နေတာထက်အများကြီးပုံမနဲ့ဆိုင်ပါတယ်စစ်ပွဲတစ်ပွဲရဲ့အသက်သွေးကြောဟာသူ့ရဲ့ထောက်ပံ့ပို့ဆောင်ရေးစနစ်ပါပဲဒီသွေးကြောကိုဖျက်တောက်နိုင်ရင်ဘလောက်ပဲအင်အားကြီးမတဲ့စစ်တပ်ဖြစ်နေပြီစေတဖြည်းဖြည်းနဲ့အင်အားကြီးနေပြီးပြိုလဲသွားမှာမလွဲဧကန်ပါပဲယူကရိန်းဟာဒီအချက်ကိုကောင်းကောင်းနားလည်ပြီးရုရှားရဲ့အားနည်းချက်ကိုတိတိကျကျထိုးနှက်နိုင်ခဲ့ပါတယ်2025ခုနှစ်အောက်တိုဘာ29ရက်နေ့အရှိတ်ဘက်စစ်မျက်နှာရဲ့ညဟာတိတ်ဆိတ်ငြိမ်သက်နေပုံရပါမယ် အဒီညာရဲ့မှောင်မိုင်းမှုတွေမှာရုရှားရဲ့စစ်ရေးစီစဉ်တွေကိုအကြီးအကျယ်ထိခိုက်စေမဲ့ဖြစ်ရတဲ့ခု ဖြစ်ပွားခဲ့ပါတယ်။ Donax Data မှာတည်ရှိတဲ့ရုရှားရဲ့အဓိကကြတဲ့မောင်းသူမဲ့လေယာဉ်ဖြန့်ချီရေးဗဟိုဌာနကြီးတစ်ခုလုံးမီးလောင်ပြကျသွားခဲ့ပါတယ်။ဒါဟာတာမန်ကုန်လောင်ယုံတစ်ခုမဟုတ်ခဲ့ပါဘူး။ဒါဟာရုရှားစစ်တပ်ရဲ့မျက်စိနဲ့လက်တွေကိုမွေးထုတ်ပေးတဲ့နေရာဖြစ်ပါတယ်။ခံမှန်းချက်တွေအရဒီစင်တာထဲမှာအရှိတ်ဘက်စစ်မျက်နှာတစ်ခုလုံးအတွက်ရည်ရွယ်ပြီးစူးစီးတက်ဆင်ထားတဲ့ drone အစီးရေ19000နီးပါးရှိနေခဲ့ပါတယ်။ ဒီ drone တွေဟာရှေ့တန်းကရန်သူလှုပ်ရှားမှုတွေကိုထောက်လန်းဖို့ပြစ်မှတ်တွေကိုအတိအကျသတ်မှတ်ပေးဖို့နောက်ဆုံးမှာတော့အသေးခံဘုံဖြစ်ပြောင်းလဲပြီးရန်သူကိုအတိအကျချိန်ဖုံးဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့လက်နက်တွေပါဒီ drone တွေသာမရှိရင်ရုရှားရဲ့အမြောက်တပ်တွေဟာမျက်စိကမ်းသွားသလိုသူတို့ရဲ့စစ်စင်ရေးမှုတွေဟာလက်ပြတ်သွားသလိုဖြစ်သွားမှာပါအခုတော့အဲ့ဒီမျက်လုံးတွေဟာကွဲပြောက်ခဲ့ပြီအဲ့ဒီလက်တွေဟာကျိုးကျသွားခဲ့ပါပြီပထမတိုက်ခိုက်မှုမပြီးဆုံးသေးခင်မှာပဲ စက်တင်ဘာလ16ရက်နေ့မှာနောက်ထပ်အဆုံးဖြတ်ပေးနိုင်တဲ့ထိုးနှက်ချက်တစ်ခုထပ်မံရောက်ရှိလာခဲ့ပါတယ်။လူဟန်စ်ဒေတာမှာအခြေစိုက်တဲ့ရုရှားရဲ့အမှတ်80မော်တော်တပ်မှလက်အောက်ခံအမှတ်18တင်ကားတရင်ရဲ့အဓိကခဲရဲမိကြောက်တူလောင်ယုံကြီးတစ်ခုလုံးပောက်ကွဲမှုကြီးတွေနဲ့အတူအဆရှာမရအောင်ဖြစ်သွားခဲ့ပါတယ်။ဒီနေရာမှာပောက်ကွဲသွားတာဟာတာမန်ကြည်စံတွေဘုံတွေမဟုတ်ပါဘူး။ဒေတာတစ်ခုလုံးရဲ့ထိုးစစ်ဆင်နိုင်စွမ်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ရတာပါ။ဒီခဲရဲတိုက်ကလည်းအမြောက်တရင်တွေဂရက်နဲ့ တော်နာဒိုဂျီလိုပြက်ဆွမ်းအပြင်းနဲ့ဒုံးကြီးပြစ်လို့ရေးစနစ်တွေကိုကြည်စံတွေဖြစ်တင်းပေးနေကြတာပါအခုတော့အဲ့ဒီလက်နက်တိုက်ကြီးရှိခဲ့တဲ့နေရာမှာမီးခိုးတွေနဲ့တိတ်ဆိတ်ခြင်းသာကြီးစိုးသွားခဲ့ပါပြီဒီဆစ်စင်ရဲ့အစပြုမှုဟာရုရှားသိမ်းပိုက်ထားတဲ့နေမြေတွေထဲမှာလျှို့ဝှက်လှုပ်ရှားနေကြတဲ့ယူကရိန်းမျိုးချစ်ပျောက်ကြားတွေနဲ့ခုခံရေးကွန်ရက်တွေစီကလာခဲ့တာပါအထူးသဖြင့် attach လို့ခေါ်တဲ့ပျောက်ကြားကွန်ရက်ရဲ့ agent တွေဟာရန်သူနယ်မြေထဲမှာသတင်းအချက်အလက်တွေစုဆောင်းခဲ့ကြပါတယ်သူတို့ဟာတာမန်ရက်သားတွေလိုဟန်ဆောင်ရင်း ရိုးရှင်းတဲ့လက်ကင်ဖုန်းလေးတွေနဲ့အဲ့ဒီကိုလောင်ယုံလေးကိုဝင်ထွက်သွားလာနေတဲ့ truck ကားရေတွက်တယ်ဆောင်လာတဲ့တစ်တာမျိုးစားအနီးနားကစည်ရေးလှုပ်ရှားမှုတွေကိုနေရောညပါလျှို့ဝှက်မှတ်တမ်းတင်ခဲ့ကြပါတယ်ဒီအချက်လက်တွေဟာဗဟေဒီရဲ့ပထမဆုံးအရေးကြီးတဲ့အပိုင်းအစတွေဖြစ်ပြီးယူကရိန်းထောင်လန်းရေးစီကိုလျှို့ဝှက်ပေးပို့ခဲ့ကြပါတယ်သူတို့ရဲ့တတိနဲ့စွန်စားမှုသာမရှိရင်ဒီစစ်စင်ရေးဟာဖြစ်မြောက်လာမှာမဟုတ်ပါဘူးပျောက်ကြားရေးစီကရလာတဲ့သတင်းအချက်လက်တွေဟာထောင်လန်းရေးရဲ့ဒုတိယလှော်ဖြစ်တဲ့ signal intelligence နဲ့ပေါင်းဆက်လိုက်တဲ့အခါပိုပြီးတိကျခိုင်မာလာပါတယ်။နေတိုးနဲ့ယူကရိန်းရဲ့နားထောင်ရေးစနစ်တွေဟာ data ring ကရုရှားစစ်တပ်ရဲ့ radio ဆက်သွယ်မှုတွေ data စီးဆင်းမှုတွေကို24နာရီပတ်လုံးစောင့်ကြည့်နားထောင်နေခဲ့ပါတယ်။ရုရှားစစ်သားတွေရဲ့ဖုန်းပြောဆိုမှုတွေစစ်ဌာနချုပ်တွေကြားကအမိန်ပေးပို့ချက်တွေထောက်ပံ့ရေးရှင်တန်းတွေရဲ့ GPS အချက်ပြမှုတွေအားလုံးကိုကြားဖြတ်ဖမ်းယူပြီးခွဲခြမ်းစိတ်ပြခဲ့ပါတယ်။ဒီကုံလောင်ယုံတွေနဲ့ပတ်သက်တဲ့ဆက်သွယ်မှုတွေတိတိတတ်တာများပြလာတာကိုသတိပြုမိတဲ့အခါ ယောက်ျားရီရဲ့သတင်းဟာမှန်ကန်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။နောက်ဆုံးနဲ့အခိုင်အမာဆုံးအထောက်အထားကတော့အာကာသကနေရောက်လာတာပါ။ယူကရိန်းရဲ့အနောက်တိုင်းမဟာမိတ်တွေကပံ့ပိုးပေးထားတဲ့ resolution အလွန်မြင့်မာတဲ့စစ်ဘက်ဆိုင်ရာနဲ့စီးပွားဖြစ်ဂျိုးတူတွေကနေရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုယူကရိန်းလေလာသုံးသပ်သူတွေကနေရောညပါအသေးစိတ်စစ်ဆေးခဲ့ကြပါတယ်။ယောက်ျားရီကထောက်ပြထားတဲ့တာမန်ကုန်လောင်ရိုးလုံထင်ရတဲ့နေရာတစ်ခွိုက်မှာဖြစ်ပေါ်နေတဲ့သေးငယ်တဲ့အပြောင်းအလဲတွေကိုရှာဖွေခဲ့ကြပါတယ်။ဒါမဲ့ကင်မရာရီနဲ့ကြည့်လိုက်တဲ့အခါမှာတော့ ဒီအဆောက်အဦတွေဟာတာမန်ကုံလောင်ရုံတွေမဟုတ်ပဲအရေးကြီးတဲ့စစ်ဘက်ဆိုင်ရာပြစ်မှတ်တွေဖြစ်ကြောင်းသက်သေပြနေခဲ့ပါတယ်။ဒီလိုနဲ့မြေပြင်ကလူဝေဟင်ကအတန်းအာကာသကအမြင်ဆိုတဲ့ထောင်လန်းရေးအလွှာ၃ခုကရတဲ့သတင်းချက်လက်အားလုံးဟာတနေရာလေးကိုပဲညှုံပြနေတဲ့အခါမှာတော့ရုရှားရဲ့ထောက်ပံ့ပို့ဆောင်ရေးစနစ်ကိုချိုးဖျက်မဲ့စစ်စင်ရေးကြီးစတင်မှုအချိန်ကြာရောက်လာပါတော့တယ်။ဒီလောက်နှဆိုင်ပြီးအရေးကြီးတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့အတွက် ယူကရိန်းဟာသူတို့ရဲ့တန်ဖိုးကြီးပြီးအရေးအတွက်ကန့်သတ်ချက်ရှိတဲ့ဒုံးကျည်တွေကိုအလဟတ်တမတုံဆွဲခဲ့ပါဘူး။အဲဒီစားရုရှားလေကြောင်းရန်ကာဝေးရေးစနစ်တွေကိုအံ့အားသင့်စေပြီးကြော်လွှားနိုင်မဲ့နီးပြူဟာအသစ်တစ်ခုကိုအသုံးပြုခဲ့ပါတယ်။အဲဒါကတော့အလွှာလိုက်တိုက်ခိုက်မှုပါပဲ။ဒီတိုက်ခိုက်မှုမှာအသုံးပြုခဲ့တဲ့ UAV တွေဟာခြေတန်းမှာတွေ့နေကြ FPV drone လေးတွေမဟုတ်ပါဘူး။ဒါတွေဟာယူကရိန်းကာဝေးရေးစက်မှုလုပ်ငန်းကနေလွန်ခဲ့တဲ့နှစ်အနည်းငယ်တွင်အထူးတလဲတီထွင်ထုတ်လုပ်ထားတဲ့ကီလိုမီတာရာနဲ့ချီပြန်တန်းနိုင်ပြီး 20ကနေ50ကီလိုဂရမ်ထိအလေးချိန်ရှိတဲ့အစွမ်းထက်ထိပ်ဖူးတွေကိုတယ်ဆောင်နိုင်တဲ့တာဝေးကာမီကာစီ UAV ကြီးတွေဖြစ်ပါတယ်။အရေးကြီးဆုံးကတော့ရုရှားရဲ့ Electronic Warfare စနစ်တွေကိုတန်ပြန်နိုင်မှု GPS မလိုပဲပြန်တန်းနိုင်တဲ့စနစ်လိုမျိုး Smart System တွေတပ်ဆင်ထားတာပါပဲ။ညရဲ့အမှောင်တူတွေမှာပထမဆုံးပြန်တက်သွားတာကတော့တိုက်ခိုက်ဖို့မဟုတ်ပဲအယုဒ္ဓတာရှိတဲ့ UAV ဓာစင်ပေါင်းများသွားပါပဲ။ဒီလိုင်းရဲ့ရွေချက်ကရန်သူကာဝယ်ရေးကိုလှည့်စားပြီးလမ်းကြောင်းရှင်းဖို့ပါ။ တချို့အယုဒ္ဒတာ UAV တွေဟာရုရှားလေကြောင်းရန်ကာဝေးရေးရေဒါတွေကတမင်သက်သက်အဖမ်းခံမှုပြန်တမ်းပါတယ်ရုရှားရဲ့ပန်ဆာနဲ့ S300 စနစ်တွေကဒီအယုဒ္ဒတွေကိုပြစ်မှတ်အစ်စ်ထင်ပြီးလော့ကွန်လော့သူတို့ရဲ့တန်ဖိုးကြီးဒုံးကြီးတွေနဲ့ပြစ်ခတ်လိုက်တဲ့အခါမှာတော့သူတို့ရဲ့ဒုံးကြီးတွေကိုအလဟသကုံဆုံးစေတဲ့အပြင်သူတို့ရဲ့တီနီယာတွေကိုပါဖော်ထုတ်ပြလိုက်သလိုဖြစ်သွားပါတယ်ဒီပထမလိုင်းရဲ့ယူရချက်ကရန်သူကာဝေးရေးကွန်ရက်ထဲမှာအပေါက်တွေဖြစ်အောင်ဖန်တီးပြီးနောက်လာမယ့်အဓိကတိုက်ခိုက်ရေးလှိုင်းအတွက်လုံကြုံတဲ့လမ်းကြောင်းတွေဖောက်လုပ်ပေးဖို့ပါပဲ။ ပထမလှိုင်းကဖန်တီးလိုက်တဲ့ဗယံပဒါအခြေအနေကြီးကြားထဲမှာအဓိကတိုက်ခိုက်ရေးအင်အားစုဖြစ်တဲ့ထိပ်ဖူးတက်ဆင်ထားတဲ့ကာမီကာဇီ UAV ဒါဇင်ပေါင်းများစွာဟာသူတို့ရဲ့ပြစ်မှတ်တွေစီကိုဥတီပြန်တန်းလာပါတော့လေဒီ UAV တွေဟာပြစ်မှတ်တစ်ခုတည်းကိုစုပြုံတိုက်ခိုက်တာမဟုတ်ပဲဂျိုတင်ရေးဆွဲထားတဲ့အတိုင်းပြစ်မှတ်နေရတစ်ခုတည်းကမတူညီတဲ့အာနယ်ချက်တွေကိုမတူညီတဲ့လမ်းကြောင်းတွေကနေတစ်ချိန်တည်းမှာတိုက်ခိုက်ကြပါတယ်ဒေါနက်စ်က UAV တိုလောင်ယုံကြီးကို UAV ၅စီးကနေ၁၀စီးထိဟာမတူညီတဲ့နေရာတွေကနေတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ခန့်မှန်းရပါတယ်။ပထမဆုံး drone တွေကကုန်းလောင်ယုံရဲ့အမိုးနယ်နေရာတွေကိုထိုးဖောက်ဝင်ရောက်သွားတဲ့အခါနောက်ကလိုက်လာတဲ့ drone တွေဟာအဲ့ဒီအပေါက်တွေကနေထပ်မံဝင်ရောက်ပြီးအတွင်းထဲမှာရှိတဲ့ drone battery တွေဖောက်ခွဲရေးပစ္စည်းဓာတ်တင်ပေါင်းများစွာကိုဇက်တိုက်ပောက်ကွဲမှုတွေဖြစ်အောင်မီးရှို့ပောက်ကွဲစေခဲ့ပါတယ်။လူဟန်စကခရယန်တိုက်ကိုလည်းဒီနီးဗျူဟာအတိုင်းပါပဲ။ အမိုးကရဲ့လေဝင်လူထွက်စနစ်တွေတကားတွေလိုမျိုးအားနည်းတဲ့နေရာတွေကိုပိတ်မှတ်ထားပြီးအတွင်းထဲမှာငရဲကျနေတဲ့လူမျိုးဖြစ်အောင်ဖန်တီးခဲ့ပါတယ်။တိုက်ခိုက်မှုပြီးမိနစ်ပိုင်းအတွင်းမှာပဲ resolution ပြင်ထောင်လန်းရေး UAV များကပျက်စီးမှုအတိုင်းအတာကိုအတိအကျမှတ်တမ်းတင်အကဲဖြတ်ခဲ့ပြီးဒီအချက်လက်တွေဟာနောက်ထပ်စစ်ဆင်ရေးတွေအတွက်အဖိုးမဖြတ်နိုင်တဲ့သတင်းအချက်လက်တွေဖြစ်လာမှာပါ။ခေတ်သစ်စစ်ပွဲမှာ drone တွေဟာရှေ့တန်းရဲ့အဓိကတိုက်ခိုက်ရေးရောတုံ့ပြန်ရေးအတွက်ပါအဓိကအားထားရာဖြစ်လာပါတယ်။ ဒေါနက်စ်ကဖျက်ဆီးခံလိုက်ရတဲ့ဒရုန်းဖြန့်ချီရေးစံနာကြီးဟာရုရှားရဲ့ FPV နဲ့ထောင်လန်းရေးဒရုန်းပေါင်း19000ကျော်အဆက်မပြတ်ထုတ်လုပ်စုစည်းပြီးအရှိတ်အဝါစစ်မျက်နှာကိုပို့လွှတ်ပေးနေတဲ့အာယုံကျော်ဗဟိုချက်ဖြစ်ပါတယ်။ဖျက်ဆီးခံလိုက်ရတဲ့ထဲမှာရေဒါဖမ်းမိဖို့ခက်ခဲတဲ့ GPS မပါဘဲနဲ့ပြစ်မှတ်မှတ်တမ်းတင်နိုင်တဲ့ကာမီကာစီတွေဂျမင်တွေကိုခုခံနိုင်တဲ့ FPV တို့အပြင်ဒရုန်းနဲ့ဆိုင်တဲ့ဆက်သွယ်ရေးပစ္စည်းထောင်ပေါင်းများစွာပါဝင်ပါတယ်။ဒီစံနာကိုဖျက်ဆီးလိုက်ခြင်းဟာ ရုရှားရဲ့အေယာမဒရုန်းတပ်စုကြီးကိုကြိုတင်ချိန်မုံလိုက်ခြင်းပါပဲဒီလိုဆုံးရှုံးမှုကလာမယ့်လတွေမှာအရှိတ်အဆက်မျက်နှာတစ်ခုလုံးမှာယူကရိန်းကဒရုန်းစုံမှုတိုက်ပွဲကိုအနိုင်ရသွားပြီဆိုတဲ့အတိတ်ပဲတက်ရောက်ပါတယ်။ရလဒ်အနေနဲ့ရုရှားစစ်သားတွေဟာကောင်းငင်ဘော်ကရန်သူ UAV များရဲ့စောင့်ကြည့်မှုအောက်မှာမျက်စိစုံမိတ်စောင့်ဆိုင်နေုံကလွဲပြီးဘာမှမတက်နိုင်တော့တဲ့အခြေအနေကိုရောက်ရှိသွားပါတယ်။လူဟက်စ်မှာဖျက်ဆီးခံလိုက်ရတဲ့ခဲယမ်းတိုက်ကြီးဟာရုရှားတပ်မတော်ရဲ့အရှိတ်အဆက်မျက်နှာက တိုက်ခိုက်နိုင်စွမ်းရဲ့အာယုံကြောဗဟုဌာနဖြစ်ပါတယ်။အဲ့ဒီထဲမှာတင်ကားဖြတ်ကြီရေ152မီလီမီတာအမြောက်ကြီးသိန်းပေါင်းများစွာနဲ့လက်နက်ငယ်ကြီးစံတန်းပေါင်းများစွာကိုတူလောင်ထားခဲ့တာပါ။အခုလိုဖြတ်စည်းခံလိုက်ရတဲ့အခါမှာဒေါ်လာတန်းပေါင်းများစွာတန်တဲ့ T72 T80 လို့တင်ကားတရင်ကြီးတွေမှာကြီးစံမရှိတော့ပါဘူး။ကြီးမရှိတဲ့အခါမှာဒီစစ်ဆက်ရန်တရားကြီးတွေဟာတိတ်ဆိတ်စွာဆောင်းဆိုင်နေတဲ့တတ်ထုခေါင်းတလားကြီးတွေနဲ့ဘာမှမချားတော့ပါဘူး။ ီအခြေအနေတွေဟာရုရှားရဲ့ကန်ဝင်စစ်ရေးသဘောတရားအမြောက်တပ်ကအရင်ပြေပြီးမှတန်ချက်ကတပ်ကဝင်းဆိုတဲ့ဗျူဟာကိုလုံးဝယိုင်နေသွားစေပါတယ်။အမြောက်တပ်မှာအကြီးမရှိတင်ကားတွေတိုက်ခိုက်နိုင်တဲ့မရှိတော့တဲ့အခါကျန်တဲ့ခြေလျင်တပ်ကလည်းဆက်လက်တိုက်ခိုက်နိုင်တော့မှာမဟုတ်ပါဘူး။ဒါဟာစစ်တပ်တည်းရဲ့ထိုးစစ်ဆင်နိုင်စွမ်းကိုသာမကခုခံကာဝယ်လိုစိတ်ကိုပါဖျက်ဆီးပစ်လိုက်တာပဲဖြစ်ပါတယ်။ယူကရိန်းဟာဒီတိုက်ခိုက်မှုတွေနဲ့ရုရှားရဲ့ကိုလောင်ယုံတွေကိုသာမက ဒေါ်လာဘီလီယံနဲ့ချီတဲ့ရင်းနှီးမြှုပ်နှံမှုကိုပါတညာတိုင်းနဲ့ခြေဖြတ်ပြစ်ခဲ့ပါတယ်။ Donex မှာပျက်စီးသွားတဲ့ UAV အစီး1900ကျော်ရဲ့အနှိမ်ဆုံးတန်ဖိုးဟာဒေါ်လာ65တန်းကနေတန်း190တိရှိနိုင်ပါတယ်။ Luhas ကခရယန်တိုက်ကြီးမှာပါတဲ့တင်ကားကြီးအမြောက်ကြီးနဲ့ဒုံးကြီးများရဲ့တန်ဖိုးကလည်းဒေါ်လာတန်းရာနဲ့ချီရှိပါတယ်။အချင်းချုပ်ရရင်ယူကရိန်းရဲ့တညတာဆစ်စင်ရေးကြောင့်ရုရှားစီးပွားရေးပေါ်ကြားရောက်ခဲ့တဲ့ဓာတ်ရိုက်ကုန်ကြေးဟာအမေရိကန်ဒေါ်လာတန်း900 ဘီလီယံဝတ်ထက်ကျော်လွန်သွားတယ်လို့သုံးသပ်နိုင်ပါတယ်။ရုရှားဟာစစ်အခြေအနေစီးပွားရေးအဖြစ်ပြောင်းလဲပြီးစစ်ဘက်ထုတ်လုပ်မှုကို24နာရီခုနှစ်ရက်ပတ်လုံးလုပ်နေပေမဲ့ဒီဆုံးရှုံးမှုတွေကိုအလွယ်တကူပြန်လည်ဖြည့်တင်းနိုင်ဖို့ခက်ခဲစေမယ့်အားနည်းချက်သုံးခုရှိနေပါတယ်။၁နီးပညာပိုင်းဆိုင်ရာမိခုမှုရုရှားဟာခရမ်းခွန်တွေကိုထုတ်နိုင်ပေမဲ့လက်နက်တွေကိုခင့်မိစေတဲ့ microchips precision update နဲ့အဆင့်မြင့်ပစ္စည်းတွေကိုကိုယ်တိုင်မထုတ်နိုင်ပါဘူး။ဒီပစ္စည်းတွေကိုပိတ်ဆို့အေးအေးယူမှုတွေကြောင့် တတိယနိုင်ငံကွန်ရက်တွေကနေရှုပ်ထွေးစွာဝယ်ယူရတာဖြစ်ပြီးပျက်စီးသွားတဲ့ drone 1900အတွက်လိုအပ်တဲ့ chips များကိုပြန်လည်ရှာဖွေဖို့အချိန်ကုန်လုံးလုံးနဲ့ပြိုင်ပွဲနဲ့ရင်ဆိုင်နေရပါတယ်။နှစ်လူဆွမ်းအားအရင်းမြစ်အကျက်တဲစစ်သားစုဆောင်မှုတွေကြောင့်ရုရှားဆက်မှုလုပ်ငန်းတွေဟာကျွမ်းကျင်လုပ်သားနဲ့အင်ဂျင်နီယာရှားပါမှုပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။စက်ရုံတွေလည်ပတ်နိုင်ပေမဲ့ထုတ်ကုန်တွေကိုတတ်ဆင်မဲ့လူဝင်အားမလုံလောက်ပါဘူး။၃စီးပွားရေးဟန်ချက်မညီမှုရုရှားဆိုရဟာအရင်းမြစ်အလုံးကို စစ်ဘက်ထုတ်လုပ်ရေးစီလွှဲပြောင်းနေတာကြောင့်အရက်ဘက်စီဝါရေးကဏ္ဍအလုံးဟာပြက်စီးယိုယွင်းမှုအဖြစ်ခံနေရပါတယ်။စစ်ဘက်ပြက်စီးပြန်ဝယ်ဖို့တုံးလိုက်တဲ့ရူဘယ်တိုင်းဟာအရက်ဘက်လိုအပ်ချက်တွေကိုလှစ်လျူရှုလိုက်ခြင်းဖြစ်ပြီးရေရှည်မှာရုရှားရဲ့လူမှုအတိုင်းဝန်တိစောက်ပုံကိုဖျက်ဆီးနေပါတယ်။ဒီတိုက်ခိုက်မှုတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတက်ရောက်မှုဟာအလွန်ပြင်းထန်ပြီး နောက်တန်းဆိုတာမရှိတော့ဘူး။ There is no longer a rail ဆိုတဲ့စစ်ပွဲရဲ့အခြေခံစည်းမျဉ်းကိုပြန်လည်ရေးသားလိုက်ပါတယ်။ ရှေ့တန်းနဲ့လွန်ဝေးကွာတဲ့ကုန်လောင်ယုံမှာအလုတ်လုံနေတဲ့ထောက်ပံ့ရေးဝန်ထမ်းတွေဟာသူတို့ရဲ့စကန်တွေဟာလုံခြုံမှုမရှိဘဲထောင်ချောက်ဖြစ်နေပြီဆိုတာကိုသိလိုက်ရပါတယ်။ဒီကြောင့်စိတ်ကကုန်ထုတ်ဆွမ်းအားကိုကျဆင်းနေပြီးဝန်ထမ်းအသစ်ရှာဖွေမှုကိုအလွန်ခက်ခဲစေပါတယ်။ကရုတ်ချင်းတဲ့ကရုရှားစစ်သားတွေအတွက်ဒါဟာခဲယမ်းတွေလုံးဝပြတ်တောက်တော့မယ်ဆိုတဲ့သတင်းသက်သက်မဟုတ်ဘဲသူတို့ကိုကာကွယ်ပေးပြီးထောက်ပံ့ပေးတဲ့အရေးချင်းမရှိတာကိုမြင်လိုက်ရခြင်းပဲဖြစ်ပါတယ်။ ဒါဟာစစ်သားတို့ကသူ့ရဲ့ခေါင်းဆောင်ပိုင်းအပေါ်ထားရှိတဲ့နောက်ဆုံးယုံကြည်မှုအဆအနာကိုပါဖျက်ဆီးပစ်လိုက်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။တိုက်ခိုက်မှုပြီးမှပေါ်ပေါက်လာတဲ့အခြေအနေဟာစစ်မျက်နှာတစ်ခုလုံးကိုချက်ချင်းလုံးဝပြိုလဲစေမှာမဟုတ်ပေမဲ့ကြီးမားတဲ့ပြိုလဲမှုတွေစတင်ဖို့အတွက်လမ်းကြောင်းတစ်တစ်ခုကိုဖောက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ Donetsk ကဒရုန်းဖြန့်ချီရေးစင်တာကြီးနဲ့လူဟန်စ်ကခရယန်တိုက်ကြီးကိုကြပြိုင်တဲ့ခြေမုံလိုက်ခြင်းအဖြစ်အရေးပါတဲ့ဟန်ချက်ပြပြမှုတစ်ခုကိုဖန်တီးလိုက်တာပဲဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းကြောင့်ရုရှားရဲ့စစ်ပွဲဗဟိုချက်မှာ ထောက်ပံ့ပို့ဆောင်ရင်းနဲ့စစ်ရေးဆိုင်ရာပြိုလဲမှုကြီးတခုဖြစ်ပေါ်လာခဲ့ပါတယ်။လက်ရှိချိန်မှာရုရှားကာဝေးရေးလိုင်းဟာအပြင်ဘက်ကကြည့်ရင်အခဲတုံးလို့ထင်ရပေမဲ့အတွင်းမှာတော့လိုအပ်တဲ့ထောက်ပံ့ရေးအရင်းမြစ်တွေပျက်စီးသွားလို့အခေါင်းပေါက်ဖြစ်နေတဲ့လေပေါ်လုံးခွန်တရံတခုနဲ့တူနေပါပြီ။ယူကရိန်းဘက်က တာဝေးပြည့်မြောက်တွေနဲ့တိကျတဲ့ဒုံးကျည်တွေရှိနေတာကြောင့်ဒီအခွန်ကိုအချိန်မရွေးထိုးဖောက်ချိန်မုံနိုင်ဖို့အသင့်ဖြစ်နေပါပြီ။ဒါကြောင့်ဒီတိုက်ခိုက်မှုကရုရှားကို ထိခိုက်စေုံများမကဘဲ ယူကရိန်းတွင်ရန်သူနောက်တန်းကိုနက်နက်ဆိုင်ဆိုင်ဝင်ရောက်နိုင်ပေမဟာဗျူဟာမြောက်ဝင်ပေါက် strategy point of entry ကိုဖွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။ရုရှားရဲ့စစ်မျက်နှာတွင်းပိုင်းကိုထိုးဖောက်ဝင်ရောက်ကာနှစ်ပိုင်းခွဲမဲ့ဝိုင်းရံပိတ်ဆို့ရေးစစ်စင်ရေးကိုစတင်မှုအတွက်ထူးခြားတဲ့အခွင့်အရေးတစ်ခုပေါ်လာခဲ့ပြီလို့လည်းဆိုရမှာပါ။ဒီနေရာမှာပွင့်သွားတဲ့အခါအခွင့်အရေးပရင်းပေါက်ကတော့အများအမ်းပွင့်နေမှာမဟုတ်ပါဘူး။အချိန်ဒီအားလုံးဟာရုရှားဘက်ကဘလောက်မြန်မြန်နဲ့ဘလိုနီးလန်းတွေတုံးပြီးပြန်လဲတုံ့ပြန်မလဲဆိုတဲ့အပေါ်မှာမူတည်နေပါတယ် ဒါပေမဲ့လက်ရှိထောက်ပံ့ရေးကွင်းသမားဖြစ်ပေါ်သွားတဲ့ကွက်လက်ကြီးကိုပြန်ပိတ်ဖို့ဆိုတာရုရှားအတွက်တာမန်အလုပ်တစ်ခုမဟုတ်ပဲအလွန်ခက်ခဲတဲ့စစ်စင်ရေးဆိုင်ရာစိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပါတယ်။ရုရှားစစ်ဦးတီချုပ်ရုံးအနေနဲ့ဒီလိုအရေးပါတဲ့စစ်ဘက်အရင်းမြစ်တွေကိုဆုံးရှုံးသွားတဲ့အတွက်ပေါ်လာတဲ့အပေါက်ကြီးကိုဖားထိနိုင်မှုဆိုရင်တခြားစစ်မျက်နှာတွေကနေအင်အားဖြည့်တင်းမှုတွေနဲ့ခဲယမ်းတွေကိုအသေးအတန်ဆွဲထုတ်ခေါ်ယူရပါလိမ့်မယ်။ဒီလိုရရဲ့နောက်ဆက်တွဲပြဿနာကတော့ပိုပြီးကြီးမားပါတယ်။ဒါဟာဆောင်းတထဲကို နေရာတစ်ခုကနေဆွဲယူလိုက်လို့ တခြားနေရာတစ်ခုဗလာချင်းကြံခဲ့တယ်လို့ပါပဲတက်တွေကိုပြောင်းရွှေ့လိုက်ခြင်းဟာအဲ့ဒီဒေတာတွေမှာအားနဲ့ကျက်အစ်စ်တွေထပ်မံဖန်တီးလိုက်ခြင်းနဲ့အတူတူပါပဲခင်ဗျာဒီအခြေအနေကရုရှားစစ်တပ်ရဲ့မူလခန်းခန္ဓာကိုလုံးဝပြောင်းလဲပစ်လိုက်ပါတယ်ရုရှားဟာအရင်ကလိုတိုက်ခိုက်စီစဉ်ပြီးဖိအားပေးခဲ့တဲ့စစ်တပ်မဟုတ်တော့ဘဲယူကရိန်းရဲ့လှုပ်ရှားမှုတိုင်းကိုနောက်ကနေလိုက်ပြီးတုံ့ပြန်နေရတဲ့စစ်တပ်အဖြစ်ရောက်ရှိသွားခဲ့ပါပြီအရင်ကစစ်ပွဲရဲ့အချိန်နဲ့နေရာကိုမိမိသဘောတိုင်ရွေးချယ်ဖိအားပေးခဲ့တဲ့ခရမလင်ဟာ အခုဆိုရင်ယူကရိန်းရဲ့မဟာဗျူဟာမြောက်ရှိန်ဟုံရဲ့အကျဉ်းသားတစ်ယောက်လိုဖြစ်နေပါပြီ။ရုရှားစစ်ဦးသီးချုပ်ယုံဟာယခုအခါတက်ကြသွားဥဆောင်လှုပ်ရှားနိုင်သွမ်းမရှိတော့ဘဲတုံ့ပြန်ကာဝယ်နေရတဲ့တန်တရားထဲမှာပိတ်မိနေပါတယ်။ယူကရိန်းရဲ့တီးကြတဲ့တိုက်ခိုက်မှုတိုင်းကိုပြင်ဆင်မှုတစ်ခုနဲ့မဖြစ်မနေတုံ့ပြန်ရမှာဖြစ်တော့လေ၎င်းတို့ပြုလုပ်တဲ့ပြင်ဆင်မှုတိုင်းကလိုင်းထဲမှာနောက်ထပ်အကွဲကြောင်းတစ်ခုကိုဖန်တီးပေးနေတယ်လို့သုံးသပ်ရမှာပါပဲ။ကျွန်တော်တို့ဒီဖြစ်ရပ်ကနေသေချာနားလည်နိုင်တာကတော့ခေတ်သစ်စစ်ပွဲဟာရှေ့တန်းကစစ်သားတွေရဲ့ တတိနယ်လက်နက်အင်အားပေါ်မှာအထူးမူတည်နေခြင်းမဟုတ်တော့ဘဲထောက်လန်းရည်ဤပညာမဟာဗျူဟာတို့အပြင်ဂျန်သူရဲ့အားနည်းချက်ကိုတိတိကျကျထိထိရောက်ရောက်ထိုးနှက်နိုင်စွမ်းအပေါ်မှာအများကြီးမူတည်နေတယ်ဆိုတာပါပဲယူကရိန်းရဲ့ဒီမဟာဗျူဟာမြောက်ဆစ်စင်ရေးဟာရုရှားအတွက်စစ်ရေးနဲ့စီးပွားရေးအရအကြီးအကျယ်ဆုံးရှုံးမှုဖြစ်စေခဲ့တယ်လို့စစ်ပွဲတစ်ခုလုံးရဲ့အနာဂတ်လမ်းကြောင်းကိုပါပြောင်းလဲစေနိုင်တဲ့အလားအလာရှိနေတယ်လို့ပဲညီကုန်းချုပ်သုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်